ားလုံးပဲမင်္ဂလာပါရှင်ဝေဆန်းဆဲပညာဒါနာကလပ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စစရေရက်တွေမှာအခန်းလေးနဲ့သက်ဆိုင်တဲ့ဒီဝေါ်ဟာရာဆလုံးလေးတွေကိုရှင်းပြပေးသွားပါရှင်းပြပေးပြီးသားပြီဆိုတော့အခုဒီနေ့မှဆိုရင်အဲ့အခန်းလေးနဲ့ကြန့်ရှိနေတဲ့ဒီ grammar နဲ့လေ့ကျင့်ခန်းတွေကိုဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအခန်းလေးမှာဆိုရင်တော့ဗောနော်နည်းနည်းလေးသူ့မှာခက်ခဲတဲ့အရာလေးတွေတော့ပါလာပါမယ်အဲ့တော့အရှိမဆိုရင်တော့ဒါကဒီများသောအဖြစ်ပါသုံးွားလဲဆိုတော့ dust ဖြစ်ပါသည်ဆိုတဲ့စကားလုံးเนาะမဟုတ်ပါဘူးဆိုရင်ကြာအာရီမဆက်เนาะအဲ့ဒီဟာတော့ပဲသုံးသွားတယ်ဗောနော်အခုဟာကကြာတော့ဒါဒီနေ့ကဒီအခန်းလေးမှာဆိုရင်အရှိဝဟလာထဲမှာလည်းပြောခဲ့ပါတယ်ဒီဘတ်စကားလုံးတွေကိုစပြီးတော့သင်ပေးသွားတာဖြစ်တဲ့အတွက်အခုဒီမှာဆိုရင်လည်း grammar ပိုင်းရောလေ့ကျင့်ခန်းပိုင်းမှာပါဘာဖြစ်မှလဲအဲ့ဒီဘတ်စကားလုံးတွေရဲ့အပြောအငင်းပေါ့နော်အဲ့ဒီစကားလုံးလေးတွေမှာပါလာမှာဖြစ်တဲ့အတွက်ဒီအခန်းလေးကိုတေချာလေးလေ့လာစီခြင်းပါတယ်အဲ့ ခန်းလေးရဲ့ grammar ရှင်းလင်းချက်ကိုရင်ဆောင်ကြည့်ပါမယ်။အဲ့တော့အခန်းလေးမှာဆိုရင်ဇေရိုဒီမှာဆိုရင်တင်မဲ့ပေါင်းဖောင်ကဘာပုံစံလဲဆိုတော့ mask k လို့ခေါ်တယ်။ mask ပုံစံကို သင်ပေးသားမှာဖြစ်ပါတယ်။ mask k ပေါ့နော် mask ပုံစံ။ အဲ့တော့ဒီမှာစေမော့ဆိုတာကတော့ဒါဒီဘတ်စကလုံးကြီးရဲ့တင်ကေတာပေါ့နော်ဘတ်မှန်သမျှအကုန်လုံးနောက်ကဘာနဲ့ဆုံးမလဲဆိုရင် must နဲ့ဆုံးမယ်နောက်က k ဆိုတာကကျတော့ form ပုံစံကိုပြောတာပါအဲ့တော့ must k ဆိုရင် must form must ပုံစံလို့ပြောတာပါအဲ့တော့သူကကျတော့ t n k ရင်ကျေးတဲ့ပုံစံဖြစ်ပါမယ်နော်အဲ့တော့စစဲတို့စားသည်သွားသည်လာသည်အိပ်သည်ဆိုတဲ့စကလုံးကိုရင်ကျေးပြောချင်တဲ့ဆိုရင်ဘာနဲ့သုံးပြီးမလဲဆိုတော့ must နဲ့သုံးပြီးပါမယ် အဲ့တော့ဒီမှာဆိုရင်သူက must မှာဆိုရင်၄မျိုးရှိပါမယ်အဲ့တော့ must ရှိတယ် must ရှိတယ် must ဆိုတဲ့စကားလုံးရှိတယ်လို့ must days တဆိုပြီးတော့ရှိပါမယ်အဲ့တော့ must ဆိုတဲ့စကားလုံးကကြတော့သူကကြတော့ may တို့ day တို့ the ဆိုတဲ့အဓိပ္ပာယ်ပြောတာပါအဲ့တော့သူကကြတော့ပြောမစင်ရင်ဒီမှာ the နဲ့ပဲဆုံးမှာပေါ့ဒါပေမဲ့စကားပြောတဲ့အခါမှာဆိုရင်တော့ the ဆိုတဲ့စကားလုံးနဲ့မပြောဘူးပေါ့နော်ထမင်းစား the အဲ့ the ဆိုတဲ့စကားလုံးမဟုတ်ဘဲနဲ့အာထမင်းစားမယ် အာအိတ်မဲသွားမဲလာမဲဆိုတဲ့စကားလုံးကျောင်းမဆယ်မဲတို့တဲလို့နဲ့သုံးတာများတယ်ပေါ့စကားမှာကြတော့စာရေးသားနဲ့ဆိုရင်တော့ဒီနဲ့သုံးတယ်စကားပြောတဲ့အခါဆိုရင်တော့မဲနဲ့တဲနဲ့အားကြောင့်မို့မဲရောတဲရောရှိပေးထားတာဖြစ်ပါတယ်အဲ့တော့ mask ကကြတော့အပြောပုံစံအဲ့တော့အပြောရှိသလိုပါရှိအောင်မလဲဆိုတော့အငင်းရှိမယ်အဲ့တော့အငင်းကကြတော့ဘာနဲ့ပြောပေးလဲဆိုတော့သူကကြတော့ masan နဲ့သုံးပေးမယ် masan ဆိုတာကကြတော့မနာနီနာနီဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာမစားဘူး မသွားဘူးမလာဘူးမအိပ်ဘူးဆယ်အိပဲအငင်းပေါ့နော်အဲ့တော့အပြောရှိရင်လည်းအငင်းရှိရဲ့အဲ့တော့အငင်းရကြမှာဆိုရင်နမူနာအနေနဲ့အဲ့ဒီနှလုံးကိုအရင်ဆုံးပြပြမယ်ဆိုရင် nemas nemas ဆိုတာက80 nemas 80မအိပ်ဘူးဆိုရင် nemas ဆိုပြီးပြောရင် nemas အဲ့တော့နောက်ခုကအိယာထားတီရကြတော့ okimas အရာထားဒီက okimas အရာမထားဘူးလို့ပြောမယ်ဆိုရင် okimasen ဆိုပြီးတော့သုံးတယ်နော်အဲ့တော့အပြောဆိုရင် mas နဲ့ပြောမယ်အငင်းဆိုရင်တော့ masen နဲ့ပြောမယ် အဲ့တော့အပြောရောအငင်းရောရှိတယ်လို့နောက်တစ်ခုကကြတော့အတိတ်ပုံစံလေးရှိမယ်အတိတ်ကကြတော့ဘာဖြစ်သွားလဲဆိုတော့ master master ဆိုတာကခဲတီစေတိတ်ပဲဗျခဲတီခဲတယ်စားခဲတယ်သွားခဲတယ်လာခဲတယ်ပေါ့နော် ဲ့တော့သူကကြတော့အတိတ်ပုံစံလှုပ်ပြီးသားအရာကိုပဲပြောမယ်။ဒါအခုမှစလှုပ်မဲ့အရာကိုသွားပြီးတော့ဘာဖြစ်မှလဲမာစတာနဲ့ပြောလို့မရဘူး။အခုမှစပြီးတော့စားမယ်သွားမယ်လာမယ်ဆိုရင်တော့ဘာနဲ့သုံးလဲဆိုတော့အပေါ်ဆုံးက must နဲ့ပဲသုံးပေးပါမယ်။အဲ့တော့လှုပ်ပြီးသားအရာဖြစ်ပြီးသားအရာကိုပြောချင်တယ်ဆိုရင်တော့ must နဲ့သုံးပေးပါမယ်နော်။ကြားပါမယ်နော်။အဲ့တော့နောက်တစ်ခုကကြတော့အတိတ်ပုံစံပြီးသားပြီဆိုတော့အတိတ်အငင်းလာပါမယ်အတိတ်အငင်းကတော့ဘာစလုံးလဲဆိုတော့မာစံ ဒေစတာဆိုတဲ့စကားလုံးမှာမာဆန်ဒေစတာမာဆန်ဒေစတာဆိုတာကမနာနီနာနီခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့ပြန်ပြီးတော့ပြောရမယ်ဆိုရင်အပြောဆိုရင် must နဲ့ပြောမယ် အငင်းဆိုရင်တော့ master နဲ့သုံးမယ်အတိတ်ဆိုရင်တော့ master နဲ့သုံးမယ်အတိတ်အငင်းဆိုရင်တော့ master desta အဲ့ဒီ၄ခုကိုတေချာလေးမှတ်ထားပေးပါအဲ့ဒီ၄ခုကြည်မှသာလုံးဝပိုင်နိုင်မှသာနောက်ကပါလာမယ့်ဒီပေါ့နော်စကလုံးတွေလည်းနားလည်မှာဖြစ်တဲ့အတွက်ပေါ့နော်တေချာလေးတော့မှတ်ထားစေချင်တယ်တဲတဲကွဲကွဲပေါ့နော်မှတ်ထားပေးပါမှတ်ထားပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့မှတ်ပါစေရင်အဲနမူနာအနေနဲ့ပြောမယ်ဆိုရင် bankyoshima ဆိုတဲ့စကားလုံးပြောပြင် bankyoshima ဆိုတာကစာလုံးတည်စဲတဲ့ပဲ အဲ့တော့စာမလုပ်ဘူးလို့ပြောမယ်ဆိုရင် bankyo shimasen စာလုပ်ခဲ့တယ်ဆိုရင် bankyo shimasta စာမလုပ်ခဲ့ဘူးဆိုရင် bankyo shimasen desta ဆိုပြီးတော့ဖတ်သွားမယ်ရမယ်နော်နောက်တစ်ခုကကြတော့အဲကုနာက80ဆိုတဲ့စကားလုံးနဲ့ပဲပြန်ပြောပါမယ်80ကကြတော့ nema မအိပ်ဘူးဆိုရင် nema sen အိပ်ခဲ့တယ်ဆိုရင်တော့ ne အဲ nema sta မအိပ်ခဲ့ဘူးဆိုရင် nema sen desta ဆိုပြီးတော့သုံးမယ်ရမယ်နော်အဲ့ဒီ၄ခုကိုတကယ်ကိုပဲနားလည်မယ်လို့သဘောပေါက်ပါနော် ်အဲ့ဆိုရင်နောက်ခုဆက်ပြီးတော့ပါမယ် grammar တော့အဲ grammar ပြီးသွားပြီဆိုတော့လေ့ကျင့်ခန်းပေါ့နော်ဆက်ပြီးတော့ပါမယ်အဲ့တော့ဒီလေ့ကျင့်ခန်း ratio A မှာဆိုရင်နံပါတ်1เนาะနံပါတ်1သင်ခန်းစာမှာဆိုရင်တော့သူကကြတော့ဒီအချိန်နေနဲ့ပတ်သက်ပြီးတော့နိုင်ပေါ့เนาะနိုင်ဒီနဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တဲ့အတွက်အဲ့ဒီလေ့ကျင့်ခန်းမဆိုင်ခင်မှာအရင်ဆုံးအချိန်လေးတွေကိုပြန်ပြီးတော့ရေတွက်ပြီးသွားပါမယ်အဲ့တော့တနာရီဆိုရင် ichi ji နှစ်နာရီ ni ji သုံးနာရီ san ji လေးနာရီယောဂျီငါးနာရီဂေါဂျီခြောက်နာရီရိုကူဂျီခွနနာရီရှီချီဂျီရှစ်နာရီဟာချီဂျီကိုးနာရီခူဂျီဆယ်နာရီဂျူဂျီစတနာရီဂျူအီချီနော်အဲ့တော့စတနာရီဆိုရင်ဂျူအီချီဂျီစတနာရီဆိုရင် ချူနီဂျီဆိုပြီးဖတ်သွားမယ်အဲ့တော့ဘန္ဒနာကြီးဆိုတဲ့မိကုံးမိမန်ဆိုရင်တော့နန်ဂျီဒါမှမဟုတ်နန်ဂျီဒက်စကာဘန္ဒနာကြီးလည်းဖတ်သွားမယ်ရမယ်နော်အားစရင်နောက်ခုမိနစ်ကိုသွားမယ်ဆိုရင်10မိနစ်ဆိုရင်အပေါ်9မိနစ်နီဖောတောင်းမိနစ်စမ်ပေါ်၄မိနစ်ယွန်ပေါ်9မိနစ်ဂေါဖောချောင်းမိနစ်ရပ်ပေါ်ခွန်နမီနီနာနာဖုံရှမနီဟပ်ပေါ်ကိုမနီကယူဖော ဆယ်မိနစ်ဆိုရင်ဂျပန်ဆိုပြီးတော့ဖတ်သားမယ်ကြားပါမယ်နော်ဘာကဲပါအဲ့ဒါဆိုရင် Rashu A ကိုဆက်ပြီးတော့ကြည့်ပေးပါအဲ့ဒါနံပါတ်1မှာဆိုရင် Ima Ima ဆိုတာကအခုနော်အခု Yoji ko founders Yoji ko founders ဆိုတာက Yoji ဆိုတာက၄နာရီ ko fun ဆိုတာက၅မိနစ်အဲ့တော့အိမယောဂျီကဖောင်ဒါဆိုတော့အခု၄နိုင်နဲ့၅မိနစ်ဖြစ်ပါတယ်။အဲဆိုရင်နောက်ခုက อิมาคูจิแฮนดัสอิมาคูจิแฮนดัสอิมากะอคูคูจิสระกะโกนายแฮนสระกะนายเวอะอะรออิมาคูจิแฮนดัสสระอะคูโกนายคว่ဖြစ်ပါတယ်အဲ့တော့မိကွန်းကဘာနဲ့မိလဲဆိုတော့อิมานันจิเดสกะอิมานันจิเดสกะอะคูบานานาอีเนအဲ့ဆိုရင်နံပါတ်2ဆက်သွားမယ်နံပါတ်1မှာဆိုရင်တော့ yasumi wa sui yobi das yasumi ဆိုတာကပိတ်ရဲ့ ပယက်ကတော့ see your be death အဲ့တော့ဘာဖြစ်မလဲဆိုတော့ပုံထုံနေ့ဖြစ်ပါတယ်เนาะပယက်ကပုံထုံနေ့ပါအဲ့တော့ကိုယ့်ရဲ့ပယက်လေးတွေပေါ့เนาะကိုယ်အလုံးလုံးနေရဒါမှမဟုတ်တင်းတန်းတက်နေရဆိုရင်ကိုယ့်ရဲ့ပယက်လေးတွေကိုအဲ့ဒီနေရာမှာစာသွင်းပြီးတော့ပြောလို့ရပါတယ်အဲ့တော့နောက်တစ်ခုစတီမဲဆိုရင်ယာဆူမီဝါဒိုယောဘီတိုနီချီယောဘီဒက်အဲ့တော့ဒီနေရာမှာဘာနဲ့ဆက်ွားလဲဆိုတော့တိုဆိုတဲ့စကားလုံးလေးနဲ့ဆက်ပေးသွားပါတယ်ဒိုယောဘီဆိုတာကစနေနေ့ နေချီရပြီကတနင်္ဂနွေနေ့အဲ့တော့နောင်းကနှစ်ခုစနေနဲ့တနင်္ဂနွေနှစ်ခုဖြစ်နေတဲ့အခါကျတော့အလဲကပါလေးနဲ့ဆက်လိုက်လဲဆိုတော့ to ဆိုတဲ့စကားလုံးနှစ်ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ and ဆိုတဲ့စကားလုံးပေါ့အဲ့တော့ yasumi wa do yobi to ni chi yobi တဲ့ဆိုတော့ပိယက်ကစနေနဲ့တနင်္ဂနွေဖြစ်ပါတယ်လို့ပြောတာနော်စနေတနင်္ဂနွေဖြစ်ပါတယ်အဲ့တော့မေကုံးမဆိုရင်တော့ yasumi wa ne yobi desu ka yasumi wa ne yobi desu ka ပိယက်ကပင်နေလဲဆိုပြီးတော့ပြသွားပါမယ် အားစင်နံပါတ်3ဆက်သွားမယ်။နံပါတ်3က Hiro Yasumi နေကင်းနာချိန်ကဂျူနီဂျီခါရာ12နာရီမှအချီချီမတဲ့ဒက်တနာရီထိဖြစ်ပါတယ်။အဲ့တော့စတဲ့အချိန်ကိုပြောချင်တယ်ဆိုရင်ခါရနဲ့တော့မယ်အစုံကိုပြောချင်တယ်ဆိုရင်မတယ်နဲ့တော့မယ်အဲ့တော့ဟီရူယာဆူမီဝါဂျူနီဂျီကာရာအီဂျီဂျီမတယ်တဲ့ဆိုတော့နေကင်းနာချိန်က7နာရီမှ10နာရီကြီးဖြစ်ပါတယ် နောက်ထပ်တစ်ကြောင်းကဟီရိုယာဆူမီဝါဂျူနီဂျီဟန်ခါရာအစ်ဂျီဂျူကာဖော်မတ်ဒက်စ်နေကင်းနာချိန်ကဂျူနီဂျီဟန်၁၂နာရီခွဲမှအစ်ဂျီဂျူကာဖော်မတ်ဒက်စ်ဆိုတော့၁နာရီ၁၅မိနစ်အထိဖြစ်ပါတယ်အဲ့တော့သူကပြောသွားတာကခါရမတယ်နဲ့ပြောသွားတယ်အချင်းအားကြတော့နှစ်ချိန်ကိုသုံးပေးသွားတယ်အဲ့တော့မေကောမေးတဲ့အခါမှာလည်းတစ်ချိန်နဲ့မေးလို့မရတော့ဘူးအဲ့တော့နှစ်ချိန်မေးပါမယ် ヒロヤスミはナンジからナンジまでですか。えろからねまで便便ね。えろヒロヤスミはナンジからナンジまでですか。そう、逃げなじゃんや。バナナやね、バナナやってね、とったばめ。ケバアセナバ4とっため。ナバ4がワタシはちのでမိုင်းရဆမိုင်းရဆဆိုတာကမနက်တိုင်းရခုကြီး6နာရီအဲ့တော့အချိန်အနှောင်းမှာဆိုရင်0ဘာကိုသုံးမလဲဆိုတော့2ကိုသုံးမိမယ် နိယအဓိပ္ပာယ်ကကြတော့မှားဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအချိန်တစ်ခုတည်းကိုပဲအတိအကျပြောချင်တယ်ဆိုရင်တော့သူရဲ့နောက်ကဘာကိုသုံးပြီးလဲဆိုတော့ we back နိကိုသုံးပေးပါမယ်အဲ့တော့မှတ်ထားပေးရမှာကဒီအခန်းလေးမှာဆိုရင်နောက်ချက် we back တစ်ခုပါလာတယ်ဆိုတာလေးတော့မှတ်ထားပေးပါအဲ့ဒါကဘာစလုံးလေးလဲဆိုတော့နိအဓိပ္ပာယ်ကမှဆွဲရိပဲသူကကြတော့အချိန်ရဲ့နောက်မှာသုံးတယ်ဒါပေမဲ့အချိန်တိုင်းတော့မဟုတ်ဘူးပြောမယ်ဆိုရင်တော့အချိန်ကိုအတိအကျပြောတဲ့အခါမှာတိတိကျကျမှန်မှန်ကန်ပြောတဲ့အခါမျိုးမှာပဲသူရဲ့နောက်ကနိကိုသုံးပေးပါမယ်နော် အဲ့တော့ဝါတာရှိဝါကျွန်တော်ကမာယာစာမနှက်တိုင်းရိုခုချီနီစာ6နိုင်မှအိုခီမဆိုတာကအဲ့ရထားတယ်။နောက်ကျွန်တော်မနှက်တိုင်း6နိုင်မှအဲ့ရထားတယ်။နောက်ကဘာနဲ့သုံးပြီးွားလဲဆိုတော့ must နဲ့သုံးပြီးွား okay must နော်။အဲ့တော့မာယာစာဆိုတာမနှက်တိုင်းဆိုတာကနေ့စဉ်နေ့တိုင်းကိုဘာဖြစ်မှလဲလုံနေရတဲ့အရာဖြစ်တဲ့အတွက်ပေါ့နော်။အားကြောင့်မို့ must နဲ့သုံးပါတယ်။နောက်ထပ်တစ်ကြောင်းက water ရှိဝကျွန်တော်ဒီမာယာစာမနှက်တိုင်း ชิจิจิแฮนนี่ควานนายควนมาโอคิมัสเอยาทาเนาะจนอมันนายควานนายควนมาเอยาทาအဲ့တော့အဲ့ဒီနေရာလေးမှာပေါ့နော်ကိုရဲ့ဒီအလေးချင်းလေးတွေပြောလို့ရပါတယ်ကိုဗန်နိုင်ကိုဆယ်နဲ့ပါဖြစ်မှာအာဘယ်လိုမျိုးလဲကျွန်တော်ကတော့မန္တန်တိုင်းเนาะအဲဆယ်နိုင်မှာအေးရထားတယ်เนาะကျွန်တော်ကတော့ညတိုင်း၁၇နိုင်မှာ အိတ်တယ်နော်အဲ့ဒီနေရာမှာမိုင်းအဆနေရာလေးမှာမိုင်းဘန်ဆိုတဲ့ဟာလေးလည်းအစားသွင်းလို့ရတယ်နောက်ကအိုကီမော့စ်နေရာလေးမှာနဲမော့ဆိုတဲ့စကလုံးအိတ်ဒီဆဲစကလုံးလည်းအစားသွင်းပြီးတော့ပြောလို့ရပါတယ်နော်အဲ့တော့နောက်တစ်ခုသွားမယ်ဆိုရင်မေကွန်ကအနာတာဝမင်းကနန်းဂျီနိဘန်နနာယီမှာအိုကီမော့စ်ကအဲ့ရထားပါသလား အဲ့တော့အပေါ်ကပြောတဲ့နေရာမှာပဲနိပါတာမဟုတ်ဘဲနဲ့မေခွန်းမိတဲ့အခါမှာလည်းအချင်းအနောက်ကနေပြီးတော့နိဆိုတဲ့စကားလုံးလေးထည့်ပြီးတော့သုံးပေးပါမယ်။ဒန်ဂျီနီအိုကီမတ်စ်ကဘနနာရီမှာအရာထားပါသလဲ။နံပါတ်5ကိုဆက်သွားမယ်။နံပါတ်5မှာဆိုရင်တော့ဝါတာရှိဝါကျွန်တော်ဒီခူဂျီကာရာ5နာရီမှာဂေါ်ဂျီမာတဲ့5နာရီအထိဟာတာရာကီမတ်စ်အလုံးလုံးတည်။နောက်ကျွန်တော်5နာရီမှာ5နာရီအထိလုံးလုံးတည်။ အဲ့တော့သူစားတဲ့အချိန်က9နာရီပဲအချိန်မှဆုံးတာလဲဆိုတော့9နာရီမှဆုံးတယ်เนาะအဲ့တော့ကျွန်တော်9နာရီနဲ့9နာရီအထိလှုပ်လို့တယ်နောက်တစ်ခုက Watashiwa Gesiobi Karakinobi Mare Hatarakimasu ကျွန်တော်တနင်္လာနေ့ကနေပြီးတော့တောက်ကြနေအချိန်အလုပ်လုပ်ပါတယ်အားစိနံပါတ်6ဆက်သွားမယ်နံပါတ်6က Watashiwa ကျွန်တော်ဒီ Mainichi နေ့တိုင်း Bankyoshima စာလုပ်တယ် တော့နေ့တိုင်းဆိုတာကကိုနေ့စဉ်နေ့တိုင်းလုံးဝတဲ့အရာဖြစ်တဲ့အတွက် must နဲ့သုံးတယ်နေ့တိုင်းဆိုကြဲကပေါ့နော်ကျွန်တော်နေ့တိုင်းစာလုပ်တယ်နောက်ခုက water shiwa i star bank your shimo ကျွန်တော်မနေ့ပြန်စာလုပ်မယ်မနေ့ပြန်ဆိုတာကလည်းပြီးွားတဲ့နေ့ရမဟုတ်ဘူးနောက်လာမယ့်နေ့ရကိုပြောတာဖြစ်တဲ့အတွက်အဲ့မှလည်းဗာနဲ့သုံးပါလဲဆိုတော့ must နဲ့ပဲသုံးပါပါတယ်ကျွန်တော်မနေ့ပြန်စာလုပ်မယ်နောက်ခု water shiwa ကျွန်တော်က kino မနေ့ကမနေ့ကဆိုတာကဒါပြောမယ်ဆိုရင်ကြံခဲ့ပြီပြီးခဲ့တဲ့ရှေးကရက်တရက်ကိုပြောတာအဲ့တော့ပြီးသွားပြီဖြစ်တဲ့အတွက်သူရဲ့နောက်က must နဲ့သုံးလို့မရတော့ဘာနဲ့သုံးမလဲဆိုတော့ master နဲ့သုံးမယ် bank your master စာလုပ်ခဲ့ပါတယ်เนาะကျွန်တော်မနေ့ကစာလုပ်ခဲ့ပါတယ်ဆိုပြီးတော့ပြောပါမယ် အဲ့ဒါကြောင့်က watashi wa ototo i benkyo shimashita ototo i ဆိုတာကလည်းတနေ့ကတနေ့ကဆိုတာကလွန်ခဲ့တဲ့နှစ်ရက်ကကိုပြောတာပြောမှစင်အတိတ်မှာကျန်ခဲ့ပြီပေါ့နော်အဲ့ဒီဟာဖြစ်တဲ့အတွက် benkyo shimashita master နဲ့တော့မှာတယ်ကျွန်တော်တနေ့ကစာလုပ်ခဲ့ပါတယ်ကဗတ်အဆင့်နံပါတ်9ဆက်ပြီးတော့သွားမယ်နံပါတ်9မှာဆိုရင်နော် nemas nemas ka aidi nemasan ma aidu nemashita aikere nemasan ista ma aikebu ယာဆူမီမတ်အနာယူသည်ယာဆူမီမတ်ဆန်အနာမယူဘူးယာဆူမီမတ်သာအနာယူခဲ့တယ်ယာဆူမီမတ်ဆန်ရဲ့သာအနာမယူခဲ့ဘူးဟတရာခီမတ်အလောလောသည်ဟတရာခီမတ်ဆန်အလောမလောဘူးဟတရာခီမတ်သာအလောလောခဲ့တယ်ဟတရာခီမတ်ဆန်ရဲ့သာအလောမလောခဲ့ပါဘူးကြပါမယ်နော်ဒါဒီနေ့အတွက်သင်ခန်းစာကတော့ဒီမှာပဲနားလိုက်ပါမယ် အဲ့တော့နောက်ထပ်ကြန့်ရှိနေတဲ့သင်ခန်းစာတွေကိုနောက်ရက်မှာဆက်ပြီးတော့တင် जा ပြသွားပါမယ်နော်။ဟုတ်ကဲ့ပါ။အဲ့ဒါဆိုရင်နောက်ထပ်သင်ခန်းစာတွေကိုဆက်ပြီးတော့လေ့လာကျင့်နေဆိုရင်တော့ဝေဆန်းဆဲပညာဒါနာ page လေးကို like and follow လေးလုပ်သွားပေးပါအောင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။